မင်္ဂလာပါ Stella was mama ကျူစုပါရယ်2025ခုနှစ်မန်လာ23ရက်နေ့မှာ29ရက်နေ့အထိတရင်နှစ်ဖက်အတွက်ဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာများကိုဝေးဖွားသည့်နေ့နဲ့အလိုက်ပြောပြပေးတော်မှာဖြစ်ပါတယ်ဂျာဟာပရင်းနေဝေးဖွားသူများအတွက်ဒီတစ်ပတ်မှာစီးဝါးရေးနဲ့လူမှုရေးက တင့်မဝရဲ့အထီးကအာယုံဆိုင်စရာဖြစ်လာပါလိမ့်မယ်။ဂျာလာပရိဂျိုရဲ့စွာအကြောင်းတင့်ရဲ့ဉာဏ်ပညာနဲ့ခံကောင်းမှုကိုအထုံးချဖို့အချိန်ခါကောင်းဖြစ်ပါတယ်။စီးပွားရေးမှာဒုတက်မှုရှိလာနိုင်ပါတယ်။စီးပွားရေးစီးပွားရေးမှာဒုတက်မှုရှိလာနိုင်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေကအကျိုးပေးနိုင်ပါတယ်။ဝိကြီးကိစ္စမှာယုံကြည်မှုမလုံခဲ့အောင်ဂရုစိုက်ပေးပါ။လူမှုရေး လူရည်ရဲ့အကူအညီရရှိလာနိုင်ပြီးဉာဏ်ပညာနဲ့ဖိုးရမှုကြောင့်လေးစားမှုကိုရရှိလာနိုင်ပါတယ်။လူမှုရေးပွဲတွေတွေးဆွန်ပွဲတွေအစည်းအဝေးစာရတွေမှာထင်ရှားလာနိုင်ပါတယ်။အချီးရင်အိမ်တော်ရေးအချီးရင်မှာတည်ငြိမ်မှုရှိလာပြီးတော့ချစ်သူမရှိတဲ့သူတွေဆိုအတိတ်တယောက်နဲ့စတင်မှုအကြောင်းရှိလာပါလိမ့်မယ်။အိမ်တော်ရှိတဲ့သူတွေဆိုနားလည်မှုပိုကောင်းလာမှာပါ။ ခြားเจ้าညများအနေနဲ့ကတော့ပညာရေးနဲ့ဘာသာရေးမှာစိတ်ဝင်စားမှုပုံများလာနိုင်ပြီးကျမ်းမာရေးမှာအစာအိမ်ဒါမှမဟုတ်ခန္ဓာကဖြစ်နိုင်ပါတယ်အနစ်ချုပ်အဖြစ်ဒီတစ်ပတ်မှာကောင်းမွန်တဲ့ကိစ္စရများကတော့စီးပွားရေးမှာတူးတက်မှုရှိလာနိုင်တယ်လူမှုရေးမှာအကူအညီနဲ့လေးစားမှုရရှိလာနိုင်တယ်အခြေရေးမှာတည်ငြိမ်မှုရှိလာနိုင်တယ် တတိထားရမတိဆိုင်ရများငွေကြီးမှာယုံကြည်မှုမလွန်ခဲ့အောင်ဂိယူဆိုင်ပြီးကျမ်းမာရေးကိုတတိထားပါအကြံပြုချက်အနည်းငယ်ကတော့ခွန်နှန်းကိုစုပ်ကိုင်းပါအဝါယောင်ပစ္စည်းကိုတုံးပြီးကန်ကောင်းအောင်ပြုလုပ်နိုင်ပါလေဂျာသာပရိနေမှာစီမီခွန်နှတိုင်ထုံးပြီးဉာဏ်ပညာအတွက်စုတောင်းပါ